ကာစီနိုအလောင်းကစားကိုတရားဝင်ခွင့်ပြုတဲ့ဥပဒေကြမ်းထိုင်းအစိုးရအတည်ပြုထိုင်းအစိုးရဟာပြပခီးသွားတွေကိုဆွဲဆောင်ဖို့နဲ့ဂိမ်းလုပ်ငန်းကိုတည်ဆောက်ဖို့အကြံပေးမှုအဖြစ်ကာစီနိုနဲ့အခြားလောင်းကစားတွေပါဝင်တဲ့ဖျော်ဖြေရေးနေရာတွေကိုတရားဝင်ခွင့်ပြုတဲ့ဥပဒေကြမ်းတရက်ကိုမတ်လ26ရက်နေ့မှာအတည်ပြုလိုက်ပါတယ်ထိုင်းနိုင်ငံမှာအစိုးရအထီးနဲ့မြင်းပြိုင်ပွဲလိုအရာတွေလွှဲပြီး လောင်းကစားအများစုကိုပိတ်ပင်ထားပေမယ့်ပြပအဲ့တဲတွေကိုဆွဲဆောင်နိုင်ရေးအလောက်ကင်ဖန်တီးရေးနဲ့နိုင်ငံဘဏ္ဍာဖန်တီးနိုင်ဖို့အတွက်ကာစီနိုအလောင်းကစားကိုခွင့်ပြုဖို့အစိုးရအဆက်ဆက်ဖြစ်အားပေးခဲ့ကြပါတယ်။ဒါပေမဲ့ထိုင်းအစိုးရကလက်ရှိအတည်ပြုလိုက်တဲ့ဥပဒေရန်ထဲမှာအလောင်းကစားရုံတွေကိုတွားရောက်မဲ့သူတွေကိုတိကျထင်ရှားစွာကတ်တက်မှုတွေရှိနေပြီးဝင်းကြီးဘက်9000နဲ့ဘန်အန်ငွေဘက်တန်း90ရှိမှသာကစားနိုင်မှာဖြစ်ပါတယ်။ ဒါပေမဲ့ထိုင်းနိုင်ငံသားတွေအတွက်ပိုင်ဆိုင်မှုလိုအပ်ချက်ကိုလျှော့ချဖို့အစီအစဉ်ရှိတယ်လို့ဖဏ္ဍရေးဝန်ကြီးဌာနလက်ထက်ဝန်ကြီးကယခုလအစောပိုင်းမှာပြောပါတယ်။နောက်ထပ်ကတ်သက်ချက်မှာကာစီနိုလုပ်ငန်းဟာဖျော်ဖြေအဆောက်အုံနေရာရဲ့ဆေးရခိုင်နှုန်းဒါလောက်ကင်ခွေပြုံးမှာဖြစ်ပါတယ်။ဒီဥပဒေကြမ်းကိုလွတ်တော်ကိုပေးဖို့သွားမှာဖြစ်ပြီးအတည်ပြုပါကအထက်လွတ်တော်နဲ့ထိုင်းပြည်ရင်တို့၏အတည်ပြုချက်ရယူရမှာဖြစ်ပါတယ်။ဥပဒေအသေးစိတ်ကအတည်မဖြစ်သေးဘူးလို့ဝန်ကြီးချုပ်ပေထုံတန်းရှင်နာဝတ်ထွာကပြောပါတယ်။ ထိုင်းနိုင်ငံမှာအသက်20ထက်အရွယ်တွေရဲ့ထဲဝဲခန်းဟာကာစီနိုကစားသူတွေဖြစ်ပြီးထိုင်းနိုင်ငံဟာကမ္ဘာတက်ရအကြီးဆုံးအလောင်းစားနေရာတစ်ခုဖြစ်လာနိုင်တယ်လို့ပြီးခဲ့တဲ့နှစ်နှောင်းပိုင်းကထုတ်ပြန်တဲ့အစီရင်ခံစာတရမှာဖော်ပြထားပါတယ်။ဖြူထိုင်းပါတီဥဆောင်တဲ့ထိုင်းအစိုးရဟာကာစီနိုနဲ့ဖျော်ဖြေရေးလုပ်ငန်းအတွက်ယင်းညွှန်းနယ်မှုအသည့်ဘတ်100ဘီလီယံကိုဆွဲဆောင်နိုင်ဖို့နဲ့ပြည်ပခီးသွား900ခိုင်နှုန်းကနေ100ခိုင်နှုန်းအထိတိုးလာဖို့မျှော်လင့်ထားပါတယ်။ မြန်မာကွန်ရက်သတင်းမီဒီယာမှာနောက်ဆုံးရနိုင်ငံတကာသတင်းများကိုသိရှိနိုင်ဖို့ like share subscribe လုပ်ပေးခြင်းဖြင့်ကူညီနိုင်ပါတယ်ရှင်။